ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့နော်အောက်တိုဘာလ3ရက်နေ့ကကျမတို့တောက်ကြနေကြတယ်ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာတော့ကျမတို့ဒီပြောမယ်ဆိုလို့ရှိရင်တော့နော်ငွေကြေးစီးပွားတိုးတက်စေဖို့အတွက်ရတရာအစီရင်လှုပ်လို့ကောင်းတဲ့နေ့လို့ဆိုရမှာပါနော်ဟုတ်ပြီအဲ့ဒီနေ့မှာကျမတို့ဘာတွေလုပ်မလဲဆိုတာဘာတွေလုပ်သင့်တယ်လဲဆိုတာကိုကျမအနေနဲ့အရင်ဆုံးပြောပြပြစီ မှတ်ထားပေးပါတောက်ကြနေ့အောက်တိုဘာလ3ရက်နေ့2025ခုနှစ်မနေ့7နာရီရနေပြီးတော့7နာရီ10မိနစ်မနေ့7နာရီ10မိနစ်ကနေပြီးတော့အောက်တိုဘာလ4ရက်နေ့2025စနေနေ့မနေ့7နာရီနဲ့15မိနစ်အတွင်းမှာနော်ဒနာသိတိရုပ်ရတယ်ဒနာသိတိနက်ခတ်နဲ့ဆန်းရှင်နဲ့ အချိန်ကာလဖြစ်တယ်အဲ့ဒီအချိန်ကာလအတွင်းမှာကျမတို့ကစီးပွားလက်လာပါ တိုးတက်စေဖို့အတွက်ကျမတို့ရည်ရအစီရင်လှုပ်ဆောင်လို့ရပါတယ်เนาะအဲ့ကာလမှာကျမတို့ဘာတွေဘလို့လှုပ်ကြမလဲဆိုလို့ရှိရင်ကျမအနေနဲ့အကြံပြုလိုတာကတော့အဲ့ဒီကာလမှာတော့လူတိုင်းလူတိုင်းပေါ့เนาะဒါစီးပွားငွေကြေးအတွက်လှုပ်ပါလို့ကျမအကြံပြုချင်ပါတယ်ကျမတန့်နေအချိန်ပေါ့အဲ့ကာလတွေမှာတချို့ အမောင်ကာလမဆွတ်အောင်เนาะအမောင်ကာလမရှိဘဲနဲ့အစဉ်ပြေပြေဖြစ်စေဖို့အတွက်ကတော့ကျွန်မအချိန်ရွေးထားတာရှိပါတယ်เนาะအဲ့ဒီအောက်တိုဘာလ3ရက်နေ့မှာကျမတို့အမောင်ကာလကမနက်10:00နာရီခွဲကနေပြီးတော့နေ့12:00နာရီအတွင်းကတိတ်မကောင်းဘူးည9:45နာရီကနေပြီးတော့ည12:00နာရီအတွင်းကလည်းအမောင်ကာလဖြစ်တယ်ပေါ့เนาะအဲ့တော့အဲ့ဒီကာလကိုကျမတို့ကလွန်အောင်လုပ်မယ်ဆိုလို့ရှိရင် တနာသိတိနဲ့ဆန်းရှင်နက်ကကြားတဲ့အချိန်က7နာရီနဲ့8မိနစ်3ရက်နေ့7နာရီနဲ့8မိနစ်ဆိုတော့ကျွန်မကအောက်တိုဘာလ3ရက်နေ့မနက်9နာရီဆိုရင်ဒါကျွန်မတို့လွတ်လွတ်ကျွတ်ကျွတ်ဖြစ်တယ်ပေါ့နော်အဲနောက်အောက်တိုဘာလ4ရက်နေ့မှာဒီအဲ3ရက်နေ့မှာတော့မလုပ်ဖြစ်ဘူး4ရက်နေ့မှာလုပ်ချင်တယ်ဆိုလို့ရှိရင်လေသူက7နာရီမနက်7နာရီမတိုင်ခင်နော်7နာရီနဲ့ 7နာရီ15မိနစ်မတိုင်ခင်လှုပ်လို့ရတယ်ပေါ့နော်အဲ့တော့မနေ့7နာရီမတိုင်ခင်လှုပ်ရမယ်ဆိုရင်မနေ့6နာရီကအကောင်းဆုံးအချိန်ပဲပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကအဲ3ရက်နေ့မနေ့9နာရီမှာလှုပ်လို့ရတယ်9နာရီမှာစလှုပ်လို့ရတယ်အဲ့လိုပဲเนาะ4ရက်နေ့မနေ့6နာရီမှာစပြီးတော့လှုပ်လို့ရတယ်6နာရီခွဲပေါ့နော်ကျွန်မနဝင်းကြိုင်အောင်လို့9 9 9နာရီဖြစ်စေခြင်း ਨੇ ဒါပေမဲ့မနက်9နာရီကအမောင်ချိန်ဝင်သွားတဲ့အတွက်၄ရက်နေမှာ6နာရီခွဲကိုလှုပ်လို့ရတယ်ပေါ့နော်3ရက်နေမှာတော့မနက်9နာရီကိုလှုပ်လို့ရတယ်အဲ့ဒါလေးကိုမှတ်ထားပေးပါเนาะမနက်9နာရီနဲ့3ရက်နေမနက်9နာရီ၄ရက်နေမှာတော့ မနေ့6နာရီ30เนาะအဲ2ချိန်ရမယ်เนาะအဲ့တော့တစ်ချိန်မဲလှုပ်ချင်နေဆိုလဲတစ်ချိန်မဲလှုပ်ပါကျမကတော့2ချိန်ရတဲ့အတွက်2ချိန်စလုံးကျမကတော့လှုပ်စီချင်တာပေါ့เนาะဟုတ်ပြီအဲ့နေ့မှာမလှုပ်မလဲဆိုတော့အဲ့နေ့မှာကျမတို့ဒနာသိတိအတွက်ကိုဆိုလို့ရှိရင်เนาะကျမကတော့ဘာတွေလှုပ်စီချင်သလဲဆိုရင်အဲ့ဒီမဟာဝေဒဗန္တန်ကိုမရွတ်ခင်မှာ အရင်ဆုံးရေမိုးချိုးမယ်ခေါင်းလျှော်မယ်ပြီးရင်နော်ရေချိုးတဲ့ခါကျတော့လေခေါင်းကနေရေစပြီးလောင်းတဲ့ခါလေတရဏဂုံအရင်တီမှာပေါ့နော်ဗုဒ္ဓံသဏ္ဍာန်ကိစ္စမိဓမ္မံသဏ္ဍာန်ကိစ္စမိတန်ခံသဏ္ဍာန်ကိစ္စမိတရဏဂုံအရင်တီမယ်ပြီးရင်ဘာလုပ်မလဲနော်ဟိုဂုံတော်ကွန်ချာဂုံတော်ကွန်ချာကိုပူဇော်ပြီးတော့ရေလောင်းရေချိုးမယ်ရေမျက်နှာရိုက်သိရေလောင်းမယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုရင်အင်းဒီအဖြူအဖြူရောင်အဝတ်ပေါ့နော် တန်ဟိုဝစ်ရှော့ထားပြီးသားအတိချက်ချွတ်ဖြစ်เสียမလို့ဘူးအနန္တမရှိဘူးမဝစ်ထားရသေးတဲ့ဘယ်လိုပြောမလဲဝစ်ရှော့ပြီးသားအဝစ်ကလေးကိုနော်တန်တန်ရှင်းရှင်းဖြစ်တဲ့အဝစ်ကလေးကိုဝစ်စင်မယ်ပြီးရင်ငါးပါးသီလာယူမယ်ပြီးရင်ငါးပါးသီလာယူမယ်ပေါ့နော်ပြီးရင်ဂုံတော်ဂုံတော်ပတိလေးတစ်ပတ်စိတ်ပါ ဂုံတော်ပတိလေးပွားပါဂုံတော်ပွားပါဂုံတော်ပတိတပတ်စိတ်ပါစိတ်ပြီးပြီဆိုရင်ကျမတို့ကနော်ကောင်းခင်ကိုကြည့်ပြီးတော့မဟာဝေဒပံမန္တန်ကိုရွတ်ပါနော်ကောင်းခင်ကိုကြည့်ပြီးတော့မဟာဝေဒဗန်ခန်မန္တန်ကိုရွတ်ပြီးပြီဆိုလို့ရှိရင်စတိုက်ရွတ်နိုင်တယ်ဆိုရင်တော့ပိုကောင်းတယ်တကယ်လို့စတိုက်မရွတ်နိုင်ဘူးဆိုလို့ရှိရင်တော့နော်ဒီနောက်တနေ့ မနက်၈နာရီ55မတိုင်ခင်ထိရွတ်လို့ရတယ်။ဘာရွတ်မလဲလို့ပြောရင်ဂုံတော်ကွန်ချာကိုရွတ်မယ်ပေါ့နော်။ဂုံတော်ကွန်ချာကို၉ခေါက်တိတိပြည့်အောင်ရွတ်ပါ။အဲ့တော့ဂုံတော်ကွန်ချာကို၉ခေါက်ကိုကိုအစင်ပြေသလိုခွဲပြီးတော့ရွတ်လို့ရတယ်။နော်ကျမအနေနဲ့ကတော့တခါတည်းဂုံတော်ကွန်ချာ၉ခေါက်ရွတ်တယ်ဆိုရင်တော့ပူကောင်းပါတယ်နော်ဟုတ်ပြီအဲ့လိုရွတ်ပြီးပြီဆိုရင်မလုပ်မလဲကျမကတော့ပန့်တကူပြည့်စည်ခြင်းနဲ့နော် န်တကူပြည့်ရမယ်ဖန်တကူပြည့်မယ်ဘလို့ပြည့်မှာလဲပန်တကူဆိုတော့ جماعه စာအိတ်လေးထဲမှာเนาะ6ဒေါ်လာစာထည့်လို့ရတယ်เนาะအဲဟိုနိုင်ငံခြားမှာနေတဲ့လူတွေက6ဒေါ်လာထည့်လို့ရတယ်ဟလာเนาะကိုနိုင်တလောက်ပေါ့เนาะဘတ်90ထည့်လို့ရတယ်เนาะအဲ့လိုကိုနံပါတ်6ခန်းတစ်ခုစာအိတ်ထဲမှာထည့်ပြီးတော့เนาะစိတ်ထဲမှာဒါဟိုတကယ်လိုအပ်နေတဲ့လူတွေရပါစေဆိုတဲ့စိတ်နဲ့ လမ်းမှာခြာခဲ့လိုက်ပါနော်စာအိမ်ပေါ်မှာဘာမှမရေးနဲ့နော်ရေးရင်လည်းတချို့ကရေးစင်နေဆိုလဲပန့်သက်ကူဌာနလို့ရေးလို့ရတယ်နော်ကိုယ်စိတ်ထဲမှာဘယ်လိုထားရမလဲဆိုတော့နော်ဒါကလှူမှာကိုကသူများကိုအရင်လှူတာပေါ့နော်တကယ်လိုနေတဲ့လူတွေရပါစေဆိုတဲ့စိတ်နဲ့လမ်းဆောင်လမ်းกว่าပေါ့ပြောမယ်ဆိုရင်လို့ရှင်တော့အိမ်မှာမဟုတ်ဘူးအိမ်အပြင်လမ်းပေါ်မှာစွန့်ထားခဲ့ပါစွန့်ပြီးအိမ်စာအိမ်ကိုနောက်ပြန်လှည့်မကြည့်နဲ့ เนาะတဟာကိုကကိုရဲ့ဌာနတစ်ခုပြုတ်လုလိုက်တာเนาะကိုလူတဲ့ဟာကိုเนาะတခြားလူတွေလည်းဒါဟာငါဒါပန့်တကူသွားပြင်မှာမနော်ဒါလေးမင်းတို့ယူလို့ရအဲ့ဒါပတ်စံเนาะလုံးဝမပြောပါနဲ့တချို့ကလည်းပြောမိတာရှိတယ်ပေါ့เนาะမပြောပါနဲ့အဲ့ဒါလေးကိုယူပြီးတော့သွားပြီးတော့ဒါဆွန့်လိုက်ပါဒါကိုလှူလိုက်တာလीเนาะဆိုတော့အဲ့လိုမျိုးလေးကိုလှုပ်ပါပြီးပြီဆိုလို့ရှင်တော့ဒါ ဒီဒနာသိတိဆန်းရှင်နက်ခတ်အတွက်ရေရာလုပ်ပြီးပြီလို့ပြောလို့ရတယ်เนาะအဲ့တော့ဒီဟာကတော့အောက်တိုဘာလ3ရက်နေ့မနက်9နာရီမှာလုပ်ရမယ်တကယ်လို့အဲ့ဒါလုပ်ပြီးသွားပြီနောက်တစ်နေ့အောက်တိုဘာလ4ရက်နေ့မနက်6နာရီ30မှာလုပ်ချင်နေဆိုရင်ဂုံတော်ကွန်ချာကိုကိုကထပ်ပြီးတော့ပူဇော်ပါပြီးတော့မဟာဝေဒဗံမန္တန်ကိုကောင်းရင်ကို ကြည်ပြီးတော့မဟာဝေဒဗံမန္တန်ကို ူဇော်ပါအဲ့လိုပူဇော်တယ်နော်ဒနာသိတိနက်ခတ်နဲ့စမ်းရှင်တဲ့နေ့တွေမှာအဲ့ဒါမျိုးတွေလှုပ်ဆောင်နေဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လေနံပါတ်၁ကတော့ကျမတို့ငွေကြေးကံပေါ့နော်ငွေကြေးကံနေပွင့်သွားမယ်နော်တချို့ငွေကြေးကံပွင့်နေတဲ့လူကလည်းပို့ပြီးတော့ရလိုက်မယ်နော်ဒါကတော့ကျမကတော့ပို့ရစီခြင်းနဲ့စိတ်နဲ့ ဒါကြီးကိုလုတ်ပါလို့တော့ကျမကမတိုက်တွန်းခြင်းဘူးဒါငွေကြေးကံကောင်းလာမယ်နော်ငွေကြေးကံနေနေတဲ့လူတွေငွေကြေးကံပိတ်နေတဲ့လူတွေကဒါလေးလုတ်ခြင်းအဖြစ်ပြောရင်တော့ငွေကြေးကံလေးတွေပို့ပြီးတော့ကောင်းသွားသလိုပိတ်နေတာတွေပွင့်သွားမယ်ပေါ့နော်လက်ပွင့်လာလိမ့်မယ်ပေါ့